တနင်္သာရီတိုင်းတနင်္သာရီညနဲ့တိန်ခွန်းကျေးရွာအနီးတနင်္သာရီမောတောင်လမ်းမှာဧပြီလ10ရက်နေ့ကတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား5ဦးတေဆုံးကလက်နက်တချို့တင်းစီရမိခဲ့တယ်လို့ဘဲခိုင်ပါခါဖတာဝန်ရှိသူတွေကတလင်ထမ်းမှုပြောပါရတယ်။အရင်နေ့မွန်တဲ့12နာရီကျော်အချိန်ခန့်မှာခါလာယာ265တပ်ရင်းကစစ်ကောင်စီတပ်ရင်းအား90ကျော်ဟာစစ်ကြောင်းထိုးလာတဲ့အချိန် KNL ပူးပေါင်းတပ်တွေကစောင့်ချူတိုက်ခတ်ရမှာနှစ်ဘက်တိုက်ပွဲ2နာရီနီးပါးကြာဖြစ်ပွားခဲ့တယ်လို့ဆိုပါရတယ်။ တိုက်ပွဲကနေ့စဉ်ရက်ဆက်နေ့တိုင်းဖြစ်ပွားနေပြီးတိန်ခွန်ကျေးရွာအနီးတိုက်ပွဲမှာတော့စစ်ကောင်စီဘက်ကအထင်နာပြီးနောက်ပြန်ဆုတ်သွားတယ်လို့ဗက်ခရဘကဖတာဝန်ရှိသူကပြောပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့ပြီး MA1 တနက်တလက်ကြီးပေါက်7ခု60မမကြီး2လုံး RPG ကြီး2လုံး M97 ကြီး9လုံးလက်ပစ်ပုံ3လုံး M14 ဘုံ4လုံးတိုင်မိုင်း2လုံး87မမကြီး2လုံးနဲ့ကြီးစံ9.56 930တောင်းတင်စီရမိခဲ့တယ်လို့သိရပါတယ်။ ဧပြီလ17ရက်နေ့မှာလဲစစ်ကောင်စီဘက်ကဆက်တိုးလာတာကြောင့်တင်ခွန်ကျေးရွာအနီးမှာတိုက်ပွဲတွေထပ်ဖြစ်ပွားနေပြီးထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ဧပြီလ9ရက်နေ့မှာလဲတင်ခွန်ကျေးရွာအနီးမှာနှစ်ဖက်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေနှစ်ကြိမ်ဘုံ၆လုံးကျဲချခဲ့ပေမဲ့ပူပေါင်းတပ်တွေဘက်ကထိခိုက်သူမရှိခဲ့ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကလည်းတနင်္သာရီမြို့နယ်ခြောင်နောက်ပြန်ကျေးရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲပစ်ခတ်ခဲ့လို့ရဲဘော်2ဦးတရားရရှိခဲ့တယ်လို့သိရပါတယ်။